အကိုအဖေနဲ့သူ့အဖေတောင်တငယ်ချင်းသူနဲ့ကိုလေးကလည်းတငယ်ချင်းအဲ့လိုမျိုးအဲ့လိုမျိုးအဲ့လိုပေါ့အိမ်မှာရှိတဲ့ညီကိုမောင်နှမတဲ့တောင်ပူခင်ရပါတယ်ဘာလို့ဆိုအရင်ခေတ်ဟိုဟာဖြစ်တော့ကအကိုတို့ကရှူတင်มาဆိုရင်နေ့တိုင်းစုံနေရတာဟုတ်ကူသမီးလေးဆိုရင်ဒါပညာရေးနဲ့ပတ်သက်အရင်ထူးကျွန်းတယ်ထူးကျွန်းတယ်သူကလည်းကူသမီးလေးကိုသူကတကယ်ကိုထူးကျွန်းပြောင်ပြောင်းတဲ့ပညာတက်ကလေးကိုသူကဖြစ်စေခြင်းတယ်ကလေးလေးကတကယ်လေတော်လဲတော်တယ်ကျိုးလဲကျိုးစားတယ်ဖေးတယောက်ရဲ့ဖခင်စိတ်ပေါ့နော်အဲ့စိတ်အမြဲရှိတယ်ဆိုတော့ကျွန်တော်သိရတယ်အဲ့ဒီတော့လဲ ကျွန်တော်ကျွန်တော်တငယ်ချင်းလေးဒါကျွန်တော်ပုံယူပါတယ်ပြီးရငုံမယ်ကိုဒါအခြေဆုံးတငယ်ချင်းလေးဒါပြောမယ်ဆိုဒါတကယ်အခြေဆုံးတငယ်ချင်းမှာဟိုဇင်မျိုးရဲ့အောင်စုံမင်းရဲ့ကျွန်တော်ရဲ့ကိုနိုင်လူနေရဲ့ကျွန်တော်ဟိုတကယ်အရင်လက်တွဲခဲ့တဲ့တငယ်ချင်းတွေဘယ်ချိန်ပဲဖြစ်ဖြစ်ဖုန်းလျှက်ဆက်ရတဲ့ရောက်တဲ့နေရာကိုအရောက်လာတာပါခက်ခဲဖြစ်ဖြစ် ်အာမလေးဘာဘူး तू ကကိုယ်နဲ့ဆယ်နှစ်ကြီးတယ်အတူတူပါပဲတနည်းกว่า6လกว่าတနည်းกว่า6လกว่าတွေဘောအဲ့လိုပါပဲကိုယ်တကယ်ကြီးနေပြောမနာစုမနာဘောกว่าသိရမလားပြောမနာစုမနာနေဒီသွားရင်လည်းပြောမနာစုမနာလုံးရကင်ကြဘောပြောရရဒီလိုပါပဲကိုလှုပ်ရှိတော့လေဟူကိုကတတိယပြီးတော့သူတို့ခေါ်သူတို့လှုပ်ရှိတော့လေတတိယနဲ့ကိုကိုခေါ်ပေါ့ဒီလိုပဲတရားတရားတိုင်မင်ညှိနှိုင်းပြီးတော့လှုပ်ကြရကိုမြည်လျံတော့ ဆိုတော့အခြေဆုံးငွေကြေးကိုဘယ်လိုခေါ်တာဒီကောင်တခါကျရင်လှရှည်လို့ခေါ်နောက်တစ်ခါမှပါကြောင်လီအကိုအဖေနဲ့သူ့အဖေတော်တငွေကြေးအဲ့လိုမျိုးပေါ့အခုလိုကြလဲအခုဒီကိုဖြတ်တန်းတော့လဲတငယ်ချင်းနေအခုဖေနဲ့သူ့ဖေနဲ့ကလည်းတငယ်ချင်းအဲ့လိုအဲ့သူနဲ့ကိုလိုကြလဲတငယ်ချင်းအဲ့လိုမျိုးအဲ့လိုပေါ့အဲ့လိုမျိုးဖြစ်ကြပြောမနာစုမနာဘောညီလေးဟာအသိရလား ။ဘာဖြစ်ဖြစ်တယောက်အနုနာတယောက်ခံပြီးတော့တင်းကြီးခံပြီးနေကြရတာပဲလေ။ဒါမဲ့အကိုတို့ကကြတော့ဘာဖြစ်ဖြစ်ဟူအိမ်မှာရှိတဲ့ညီကိုမောင်နှမတဲ့တောင်ပူခင်ရပါလေ။ဘာလို့ဆိုအရင်ခေတ်ဟိုဟာဖြစ်တော့အကိုတို့ကရှူတင်มาဆိုရင်နေ့တိုင်းစုံနေရတာဟူ။အဲ့လိုမျိုးကြတော့အိမ်ကညီကိုမောင်နှမတဲ့ဟူခင်သေးတာ။အဲ့လိုမျိုးအကိုတို့ကညီကိုစိတ်နေပါဘူး။အမတ်တရားတွေရှိတယ်။ပြီးခဲ့တဲ့အဲ့ဒီဟိုဟာ just very ငတယ်လို့တွေ့ရတော့ အကူနဲ့သူနဲ့အခန်းတူအေးရတာလေမဟုတ်ဘူးသူနဲ့အတူနေမလဲဆိုကိုကအောင်ဆောင်မင်းနဲ့ပဲအောင်ဆောင်မင်းနဲ့ဘသူနဲ့အတူအိမ်မလဲဆိုတော့နိုင်လူနဲ့ပဲအဲ့ဟိုတယ်မှာအကန်းနဲ့တူနေကြအကူကကျတော့ညဘက်ကျရင်တရားဝေတညာလုံးဖွင့်ပြီးတော့အဲ့ဒီအကြည့်ရှိတယ်အမနဲ့မိုးလင်းကြသူကပြောတယ်ဂျာဒီကန်မျိုးထွက်နေပြီလေမင်းလောက်တာသူကညာ9နိုင်လောက်တည်းအိတ်တာကွာအကူနဲ့သူနဲ့ဂရင်ကဟိုဘက်တီဘက်ဆိုကိုလည်းအိတ်ပေါ့ကိုလည်းနားထောင်တာဒါပေမဲ့မနေ့9နိုင်ကျတော့အကူကအိတ်ရထားတယ်သူကမထားသေးဘူး အဲ့နေဟောကူဘရောဝိုင်းဟိုជីပါတိပေါ့ဘောနော်လှုပ်လက်ပြီးတော့အဝိဇ္ဇာရဲ့ဘာရဲ့ထဲပြီးတော့သူကမထားဟိအောင်ထထဟာအေးအေးမင်းကွာလို့နည်းနည်းပါလဲဟိုလေးလာမှုလေးရှိပါအောင်လို့ဘာဖြစ်လို့လဲဘာဖြစ်ရမလဲဟိုမှာကြာနေကံအမြုပ်ထွက်နေတယ်တညာလုံးညွတ်နေတာဟိုကတည့်လန်တက်ကြီးထင်ရှားဆိုရင်မင်းထီတောင်းနေတာစောက်ကန်အောင်လို့အဲ့လိုအဲ့လို ဲ့လိုလေအဲ့လိုလေအများကြီးရှိပါတယ်အဲ့လိုမျိုးတွေပေါ့နေပြီးတော့သွား Academy ပြပွဲတွေပဲသွားပြီဆိုလဲကိုတို့အတူတူပဲအများကြီးရှိတယ်အများကြီးသွားတာ Academy ပွဲကိုသွားတယ်နိုင်လူ Academy ပွဲမတက်ခင်အောင်อืมအဲ့ပြောပြပွဲဇင်ဘိုတနေ့ပြောပြပွဲနင်းတို့ပြပွဲအမတရားသူပဲစိတ်ဆိုးရမလို့ဇင်မျိုးစိတ်ဆိုးရမလို့ကိုနေစမ်းကိုစိတ်ဆိုးရမလို့ဘယ်လိုစဲအဲ့လိုမျိုးကိုခန့်အစီအစဉ် Academy ရအောင်အောင်စမင်းနဲ့အေးလို့တငယ်ကြီးရတယ်ဘေးကန်းကိုငါသွားတဲ့ဟိုအဝတ်စားအကိုတို့ဒီလိုပေါ့ကအတူတူထိုင်တောက်စားကြတာပေါ့ စားရစားပြီးဟိအောင်လေးဟိုကကား၃နာရီဝဲလို့ပြောတယ်မင်းတို့ရေသွားချိုးစားတယ်သူနဲ့ဇန်ကျုံစီကဥရှိစုံနဲ့အခုဘေးကမ်းမှာသူတို့နဲ့ရောရေသွားချိုးတယ်ချိုးလဲချိုးပြီးတော့ဝစ်စုံကြီးကွဲတက်ဖို့ဝစ်လာပြီဝစ်လာတော့ဒီရကောင်တွေကအင်ကြီးကျွတ်တွေပဲရှိသေးတယ်ဟိုမှာရေချိုးကန်းကွာတယောက်ဝင်တယောက်စောင့်ရတော့စောင့်တော့သူကအဲအောင်လေးအာမင်းတို့ကမပြေးသေးဘူးကွာတဲ့စောင့်နေရတော့ ਨੇ မင်းတို့ตั้วกันนี่แกงาโหลาโกวะเลยงาไอ้แหละแกมาคณะตั้วแห่ไล่ออกมาตูเนี่ยอุชิซุนเนี่ยเปลี่ยนออกไปแล้วแห่တော့ ဒီကလည်းပြီးပေါ့ကွာတောက်ကြစားကြပြီးတယ်ပြီးဟေးကားခေါ်ပြီးတော့ဟာတက်တက်တက်ဆိုသူတို့နှစ်ယောက်အပေါ်ကနှိုးမေ့ကွာမေ့ပြီးတော့သွားရောအခုမှတရားခံတွေ့ရသွားပြီးတော့အဲ့ပွဲတည်းလည်းရောက်ပြီးဟာနိုင်လူငါခေါ်ဘူးမေ့ခဲ့ပြီအဲဒါမဲ့နေဦးပေါ့အဲ့ဒါနဲ့ပြီးတယ်ပြီးတော့အကယ်မီပွဲပြီးတော့ကားပေါ်တက်ကြတော့အကူကကားဆရာဆိုတော့မဟုတ်ဘူးဆရာလူနှစ်ယောက်ကြံခဲ့တယ်သွားပြန်ခေါ်ပေးပါအဲ့ဒါနဲ့သွားပြန်ခေါ် တကားခေါက်လို့အားတဲ့သူကထွက်လာတင်းသွားလို့မလားအေးသွားလို့မင်းတက်လို့အာသူနဲ့ဥရှိဆုံးကားပေါ်တက်လာမှန်ပွဲပြီးသွားပြီမောင်းနေပြန်ကုန်ပြန်နေမင်းပွဲရတယ်တဲတဲ့နေရနဲ့ပွဲနေတောင်နဲ့15မိနစ်ဝင်မောင်းလာမင်းမောင်းလာတော်တော်ကြမ်းနေပြန်ကုန်ပြန်နေပွဲကပြီးသွားပြီကွာလို့မင်းဟာတယ်မင်းတို့ဟာတယ်ဆိုအဲ့သူတို့နေပွဲမတက်နိုင်အောင်အဲ့ဒါအမတ်တရားကြီးဘောနောတကယ်ကြီးနေအဲ့ဒီတော့ ပင်းသွားတော့မတင်းမှာဟုတ်မတင်းမတင်းမဟုတ်အိပ်ပျော်သွားလေကောင်းပြီးတော့တကယ်ချင်းနေဆိုလေဟိုဘလို့ပဲပြောဘလောက်ပဲဟိုဖြစ်ဖြစ်ကိုကြီးကိုကြီးဖြစ်တယ်ဆိုတော့တရားတွေတယောက်အနန္တတယောက်အမြဲတမ်းခံကြပါပဲဒါဟုတ်တာဆိုတော့လေဟိုဒီနေ့ငိုလဲငိုတတ်တယ်ဆိုတော့အဲ့သူလည်းကိုသူလည်းအမှုသက်နေတခုတခုခုဆိုရင်ဒီကောင်မျက်ရည်လေးဆန်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 းနေပြင်းမင်းကြတော့အဲ့လိုကိုကလည်းမထူးပါဘူးဘာလို့ကျွန်တော်တို့ကလူပညာသမားလေးအသေးငယ်တာဟုတ်အဲ တရားကြီးအဲ့လိုတခါကျရင်အဲ့လိုတွေ့ဖက်ပြီးတော့ငိုကြသူမိသားစုကြောင်းပြောကိုမိသားစုကြောင်းပြောတရားကြီးတရားပေါ်ညီလေးဟာဒီဘက်ကာလာတွေမှာသိရလားဖြတ်သန်းခဲ့ရတာပေါ့နော်၄နှစ်၅နှစ်လောက်ရှိပြီဆိုတော့အဲ့လိုတရားတရားဟိုတွေ့တဲ့ခါကျဆုံးတဲ့ခါကျချစ်ချစ်ခင်ခင်တင်းတင်းနန်းနန်းနဲ့ပြောကြတာပါဒါပါပဲဒါပါပဲတူရတူအခက်အခဲတွေပတ်မှုကြတာအနုပညာတဲ့မတိုင်းအနုပညာတဲ့တိုင်းမှာအပေါင်းအသင်းဆိုအရန်ရှားတယ်ပတ်တော့ तू အားတဲ့အချိန်ကျကိုကမအားဘူးကိုအားတဲ့အချိန်ကျ तू အားလည်းမအားဘူးအပေါင်းအသင်းရှားတယ်ဆိုတာဒီလိုရှိရဗျာ ကျွန်တော်တို့ကရက်ွက်တွေကလူလမ်းတွေကလူတွေနဲ့မပေါင်းပြဘူးဘာလို့အလုပ်တော့နေလဲစောကြီးဗျာခွန်နိုင်ခွဲချင်းနိုင်ဆိုအင်အားထွက်ညဆိုရင်ခွန်နိုင်စီးမပိုင်ရင်တော့မှပဲခွန်နိုင်ရှင်းနိုင်မှရောက်တယ်တခါတည်းကနိုင်စီးပိုင်ရင်ကွာမနေ့နှစ်နိုင်ခွဲသုံးနိုင်မှပြန်ရောက်တယ်ဒီလိုပဲလည်နေတဲ့အခါကျတော့လမ်းတွေကလူတွေကကိုရှိမှန်းတော့မသိဘူးကိုရီးယားကျတော့ရှူတင်မှာဒီလူတွေနဲ့တွေ့ရတဲ့သူတွေတွေကကျင်းလေနေရတာအဲ့တော့ရှူတင်မရှိတဲ့နေ့ဆိုရင်အိမ်မှာခေါက်တောက်တောက်ဖြစ် ဘာဖြစ်လို့လဲဆိုတော့လမ်းလေးရလူနေကကိုနဲ့မသိဘူးလေလက်ဖက်ရည်တိုင်းသွားထိုင်လို့လည်းမရတခါတလေကျရင်ကိုအပေါင်းသင်းမရှိတော့ဘူးလို့တော့ထင်တယ်အဲ့လိုအဲ့လိုဖြစ်တော့ထင်ရအဲ့ဒါအဲ့ဒါတငယ်ချင်းဆိုတာဘာလို့တိတ်ပဲပြင်းတငယ်ချင်းဆိုတာတရားရင်ဖွင့်ပေါ်ရင်ဖွင့်ပဲပေါ့နော်ဟိုတက်နိုင်တဲ့ဘက်ကတော့အကုန်လုံးကကုမ္ပဏီရမယ်ပေါ့နော်အခုမှလည်းသူ့မိသားစုရှိတယ်ကိုယ်မှလည်းကိုယ့်မိသားစုရှိတယ်အကောင်းဆုံးဖြစ်အောင်တော့ပြင်ဆင်ပေးမယ်အကြံဉာဏ်ပေးမယ်နိုင်တဲ့ဘက်ကပြောဝန်ထမ်းပေးကြပါပန်ပိုးပေးကြပါနှုတ်ဆောင်ပါခြင်းကိုယ်ဆောင်ပါခြင်းမဒါကတော့တငယ်ချင်းကောင်းပေါ့ အတက်နိုင်ဆုံးကတော့ဝင်ထမ်းပြမှာပဲလေဒါကတော့ဟိုဝေကိုဝင်ထမ်းနိုင်သလောက်ကြီးကတော့ဝင်ထမ်းပြမှာပဲဒါကတော့ဒါတငငချင်းကောင်းတာဒီလိုပါပဲဟုတ်ကဲ့ချို့ရနေဘက်ကဆိုလူမျိုးကြီးလိုပဲထင်ကြတာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်သူသမီးလေးဆိုရင်ဒါပညာရေးနဲ့ပတ်သက်အရင်ထူးကျွန်တယ်ထူးကျွန်တယ်သူကသူသမီးလေးကိုသူကတကယ်ကိုထူးကျွန်ပြောင်ပြောင်းတဲ့ပညာတက်ကလေးကိုသူကဖြစ်စေခြင်းတယ်ကလေးလေးကတကယ်လေးတော်လဲတော်တယ်ကျိုးလဲကျိုးစားတယ်အဲ့ဒါကြောင့်ဒီဆရာဆရာမကြီးရာဆာနော်ဒီကလေးလေးကိုဒီသူ့ရဲ့ကြောင်းရဲ့ဂုံဆောင် အနေနဲ့ကိုဒီကလေးတို့အားထားတယ်နော်အဲသူသမီးလေးရလဲဒါကိုတကယ်ကိုပညာတကလေးဖြစ်မှာပါကျွန်တော်သိတယ်သူအောက်ဆိုပြင်းဆိုရင်ဒီသူသမီးလေးဘက်မှာထားတဲ့မေတ္တာတရားကိုကျွန်တော်ကအနိကနေတယ်ဟိုနေ့စဉ်နဲ့မြဒီကိုက်ရိုက်ဒီပိုင်သွားတဲ့ခါကျရင်မနေ့ဘုန်းလေးမိဆိုရတဲ့စာရီလောက်ရလားဟိုပြည့်ရလားဘာဒီလိုအပ်ချက်ရှိလဲအဲ့တော့အမြဲတမ်းသူပူပင်တော့ကဆိုဖေးတယောက်ရဲ့ဖခင်စိတ်ပေါ့နော်အဲ့စိတ်အမြဲရှိတယ်ဆိုတော့ကျွန်တော်သိရတယ်အဲ့ဒီပြောလဲ ကျွန်တော်ကျွန်တော်တငယ်ချင်းလေးဒါကျွန်တော်ပို့ပါတယ်ပြီးငိုအောင်မယ်ဟုတ်ကဲ့ပါငယ်ချင်းကအင်တာဗျူးရနေပိတ်သက်ပြီးကဟိုအမှတ်ရစကားလေးပါနော်အခုချိန်ထိကျွန်တော်တို့တွေကိုအားပေးနေတဲ့ chicken တွေပြည့်စုံတယ်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာနေပြည့်စုံပါစေပြည့်စုံပါစေ